မင်္ဂလာပါရှင် ရှဲဂူမီဒီယာကကြိုဆိုပါတယ်မအောင်မျိုးနိုင်ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ရွှေပိုင်းမအောင်မျိုးနယ်၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလှုပ်ဆောင်ပေးနိုင်ရန်မိုင်းအခရိုင်အုပ်ချုပ်ရေးမှုဦးထွန်းထွန်းနိုင်ကောင်းဆောင်သောခိုင်စစ်ကြောင်းကြီးငါးကြောင်းဖွဲ့သည်ယမန်နေ့မွန်လယ်နေ့၌တွင်ဝမ်မန်ကြီးရွာအုပ်စုဝမ်တုံကြီးရွာ၌ကွင်းစင်ဆောင်ရွက်ခဲ့ပါသည် ရှေးဦးစွာမန်ယောင်းခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်က အမှားစကားပြောကြားပြီးမန်ယောင်းခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်များကမူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေတတ်သောစေဝါများအန်ဒီရဲ့အကြောင်းလူကုန်ကူးမှုဆိုင်ရာတည်ကောင်းဆရာများသမိုင်းဆိုင်ရာအသိပညာပေးခြင်းနဲ့နေဆက်ဖြတ်ကျော်မိခုမြငွေကင်းစင်ရဲ့အသိပညာပေးခြင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပြည်သူ့စမှုတန်းစင်ခေါ်အေးဆွေးနွေးပွဲကိုပြုလုပ်ရာတက်ရောက်လာသူများကပြည်သူ့စမှုတန်းကိစ္စရပ်များနဲ့ပတ်သက်၍သိရှိလိုသည်များကိုမေးမြန်း၍ခရိုင်အုပ်ချုပ်ရေးမှူးကပြန်လည်ဖြေကြားကာလိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။